ရီတိုင်းပသိမ်မြို့နယ်တွင်ရှိရက်ကွက်နယ်ကျေးရွာတွေမှာအော်တိုဘန်၁၈ရက်နေ့လူငယ်၁၀ရောင်းလောက်ကိုအုပ်ချုပ်ရေးမှုတွေကကြိုတင်အတည်ပြုတာမရှိဘဲစစ်မှုထမ်းဖို့အတမဖန်စီခွန်ဆောင်ရင်ခံခဲ့ရတယ်လို့သိရပါဗျ။စစ်မှုရန်အစားထိုးဖို့လဆင်ငွေထည့်နေပေမဲ့လူငယ်တွေကိုစစ်တပ်နဲ့အုပ်ချုပ်ရေးဖွဲ့တွေကကြိုတင်အကြောင်းကြားတာမရှိဘဲစစ်မှုထမ်းဖို့ဖန်စီခွန်ဆောင်သွားတာဖြစ်တယ်လို့ဒေသခံတွေကပြောပါဗျ။ ပဆန်ကတော့လာတိုင်းထဲနေရတယ်လာပြီးခေါ်သွားတော့မြို့နယ်ကတိုက်ရိုက်လာခေါ်တာဆိုပြီးအုတ်ကြီးကလွှဲချရတယ်လို့ပသိမ်ဒေသခံတူက ERI Times ကိုပြောပါရယ်ပြီးခဲ့တဲ့အောက်တိုဘာ15ရက်နေ့မှာအမှတ်10ရက်ကွက်နဲ့ရေဦးစင်ကျေးရွာတို့ကလူငယ်နှစ်ဦးကိုစစ်မှုထမ်းမှုအတွက်အတင်းဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေစီကသိရှိရပါရယ် လက်ရှိမှာခေါ်ဆောင်ခံရသူလူငယ်တွေကိုစစ်ကောင်စီတပ်တွေတွင်ခေါ်ဆောင်ထားပြီးမိဘတွေနဲ့ဆက်သွယ်ခွင့်မပေးဘဲစစ်တင်နန်းဆင်းမှဆက်သွယ်ခွင့်ရမယ်လို့လည်းသိရပါဗျ။စစ်ကောင်မရှင်နေနဲ့ရှေ့တန်းဆင်းမြနာပင်ကိုပို့ဆောင်ဖို့တပ်ဖွဲ့ဝင်အင်အားဖြည့်ဆည်းဖို့အတွက် AR တိုင်းပါဝင် အခြားတိုင်းနယ်ပြည်နယ်ချို့မှာလူငယ်တွေကိုအတ္တမဝင်ရောက်ဖမ်းဆီးမှုတွေပုံမှုလှုပ်ဆောင်လာတယ်လို့သိရှိရပါဗျ။